တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဘဝလေးလာပါပြီအားလုံးပဲမင်္ဂလာပါဘဝ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးတော်မှာကတော့ဝိုင်းရင်သရုပ်ဆောင်အမှုပညာရှင်မင်းသားကြီးဦးလွင်မိုးရဲ့သူ့ရဲ့အတွေ့အကြုံတချို့ကိုဒါပြောပြလာခဲ့တဲ့ဗီဒီယိုလေးတစ်ခုကိုဒါကျွန်တော်ဖွင့်ပြပေးတော်မှာပဲဖြစ်ပါတယ်အားလုံးပဲကြောင်းရည်တူတူကြည့်ရှုလိုက်ကြရအောင်လားဗျာကျွန်တော်ဘဝမှာကျွန်တော်ဒီနေ့ကျွန်တော်ရုပ်ရှင် ရိုက်နေတဲ့အချိန်မှာ MG ရုပ်ရှင်ရိုက်နေတဲ့အချိန်မှာရုပ်ရှင်တိဟုဆောင်တယောက်ကရှူတေုံသူနောက်ကျတယ်ရှူတေသူနောက်ကျတော့ဒီရုပ်ရှင်တိဟုဆောင်တချင်တော့လည်းနာမည်ကြီးခဲ့တဲ့မင်းသားတယောက်ပေါ့ရှူတေသူနောက်ကျတော့ရှူတေမန်နေဂျာအဲ့မှာရှူတေမှာအလုံးလုံးတဲ့ခေါင်းလေးတယောက်ကသူ့ကိုပြောတဲ့စကားလေးကတော်တော်လေးကိုရင်းရင်းသေးသေးရှိရှိတော့ကျွန်တော်အဲ့ဒါကိုကြည့်တော့ အခုသာငါနာမည်ကြီးနေတာငါတစ်ချိန်ချိန်မှာသူ့နေရာရငါဒီလိုပဲပြောခံရမလားဆိုတာလေးဖြစ်လာတယ်။အဲ့မှာကိုယ့်ကိုစဉ်းစားလာဒီတရုပ်ဆောင်ဝင်တော့တော့မလား။အဲ့ချိန်မှာလည်းမရှိလေဆိုတော့ကျွန်တော်တက်တဲ့စတဲ့ကျွန်တော်ကမဂ္ဂဇင်းတစ်ခုဖတ်တော့မဂ္ဂဇင်းထဲမှာမင်းသားရှောင်းကွန်ရီကဂျင်းစွန်ကနေနာမည်ရမ်းကြည့်တဲ့ချိန်မှာသူ့ဂျင်းစွန်လာငါဟောတကားထိုက်ရိုက်မယ်ဆိုငါတော့ तू ကသူ့ဘဝကိုသူစဉ်းစားတယ်ငါဂျင်းစွန်တက်တာတော့အသေးမခံနိုင်ဘူးတဲ့ ငါဘောမှာငါလုတ်ချင်တယ်ငါလုတ်မယ်ဆိုပြီးတော့သူကဂျင်းစမော့ကောက်ကိုဒါနောက်နာမည်ကျဲဂျင်းစမော့ကောက်ကညင်းပလိုက်ဘလို့ညင်းလဲဆိုတော့သူကငါမြည်ရပြောတယ်တဲ့ပူပူနဲ့ဂျင်းစမော့နဲ့မလိုက်တော့ဘူးပြောတယ်ဆိုတော့ညောညင်းလိုက်တော့အဲ့မှာကျွန်တော်မှအတွေးတွေအများကြီးတွေ့တယ်လွန်ဘိုးဘွားသေဥဆောင်နဲ့ပြီးမလားအဲ့မှာကျွန်တော်လွန်ဘိုးခီးသွန်းနေတဲ့ရဲကိုဖြစ်လာခဲ့တယ်ကြပြာရေးဖို့တွေဖြစ်လာခဲ့တယ်စာရေးဖို့တွေဖြစ်လာခဲ့တယ်ငါနာမည်ရှိတဲ့အချိန်မှာငါဓာတ်တွေလုတ်တင်နေဆိုတာဖြစ်လာခဲ့ပြီးတော့တကယ်ကို2004 2005မှာ ျွန်တော်မှရုပ်ရှင်ကားတွေဗီဒီယိုကားတွေရိတ်လို့မကုန်အောင်တန်းစီနေတဲ့ကြားထက်ဓာတ်တွေအကုန်လုံးဖြတ်ပြီးတော့ကျွန်တော်ချင်းတော်ခီးထုတ်ပါလာ။အေးလို့ငွေစေးဝါးလို့ပေါ့နော်။ညီမရက်တို့အဲ့ဒါတွေလည်းရောက်လာမှာပဲနော်။အဲ့ပေါ်အကိုပေါ့နော်။ဘလို့များကြော်ဖြတ်ခဲ့လဲဘာဖြစ်အခုဖြစ်လို့စားရလဲသိရအောင်ပေါ့နော်။ကိုယ်ဆိုလည်းကြုံရမှာလည်းအများအောင်မြင်ချင်းပြီတော့ဒါကတော့ပြောရင်တော့တော်တော်ဝါနေစရာကောင်းတဲ့အဖြစ်ရတယ်ပါပဲဒါကကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လောကမှာထိခိုက်ကြွယ်ခဲ့စရာတွေရှိခဲ့ပါ အဲ့ဒါတွေကိုရှောင်လွှဲဖို့လည်းလိုတယ်အဓိကတော့အပေါင်းအသင်းမိတ်ဆွေရည်ရည်ကြီးတယ်ပြီးတော့ကိုဥဆောင်ဦးရဲ့ပြုနေရတဲ့အချိန်မှာကိုရဲ့ဒီအပေါင်းအသင်းတွေပေါ်မှာထိန်းကျောင်းနိုင်တယ်လို့ထိန်းကျောင်းဖို့လည်းလိုတယ်ကျွန်တော်တို့ကတော့တကယ်တမ်းပြောရင်တော့အဲ့ဒီတော့ကျွန်တော်တို့ကတော့ဒီဟောပေါ့အရက်ပေါ့အရက်ပြာပေါ့ကျွန်တော်တို့ကအဲ့ဒီအစ်မအဲ့ဒီအစ်နဲ့အဲ့ဒီအစ်မကိုကျွန်တော်တို့ ရွယ်တခုရောက်လာတဲ့အချိန်မှာទីလာတယ်နားလဲလာတဲ့အတွက်ဟိုကျွန်တော်တို့ကဆင်ကျင်တဲ့အပိုင်းတွေလုပ်ခဲ့ရတယ်ကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေကျွန်တော်လည်းလမ်းမမိခဲ့ဘူးအာကိုကုသူတို့เนาะကိုကင်းတို့ကျွန်တော်တို့ဒါဟိုဟာဟိုလည်းလမ်းမမိခဲ့ဘူးမမိခဲ့ဘူးဆိုကျွန်တော်လည်းထွက်သွားပြီးတော့တခြားအလုပ်တွေလုပ်နေတဲ့အချိန်မှာသူတို့တွေကဒီဘက်မှာဖြစ်သွားကြတာဟုတ်ကော်ဖီပေါ့ အခုမိသလောက်ကျွန်တော်ပြန်လုပ်ကြတဲ့ခါကျတော့ကျွန်တော်တို့ကိုကိုရိုင်းတို့ကိုငှက်တို့ကျွန်တော်တို့ဟလာအူဦးသူရဦးညောင်ညောင်ပေါ့နော်ဒါဦးညောင်ညောင်တော့မှအခုတော်တော်လေးပြန်ကောင်းလာတယ်ပေါ့လေအမိသလောက်ပြန်လုပ်တဲ့ခါမှာကိုမဒီဆင်ကျင်ရမဲ့နေထားတွေဒါတွေဟိုလုံလုံကျွကျွမဖြစ်ဖို့လေကျွန်တော်ထိနိုင်သိနိုင်သွားတော့ဟာရိုင်းရည်ကြီးတာကတော့ဟိုကိုကိုတိုင်းကထိချောင်းဖို့လို့တော့အဲကိုကသူဦးတရားကထိချောင်းခြင်းခံလိုက်ရတဲ့အချိန်မှာ ကိုယ်ထင်းချောင်းတဲ့သူကဘယ်လိုပုံစံလဲဆိုတာလေရေးကြည့်ဖို့လိုတော့အောင်မြင်တဲ့အချိန်မှာမားရကြပါလေအဲ့ဒီမှာပြင်လို့ရတာရှိသလိုပြင်လို့မရပဲနဲ့ပြီးဆက်ရတယ်ရှိပါတယ်ကျွန်တော်လောကမှာတကယ်ဖြစ်ခဲ့တာပေါ့မိကတော့တားတော့တားခဲ့မှာပဲเนาะငယ်ချင်းနေအဲဒီလိုပေါ့တချို့ဟိုသူကတော့ဒီအရက်နဲ့ဟိုကမွေးရစေဟိုက တကယ်တမ်းပြောတာတော့ခက်တဲ့ကိစ္စတာတော့ကိစ္စနိုင်တော့တော့တားရတာဆွဲရတာထိန်းရတာပေါ့အဲမတားနိုင်မထိန်းနိုင်တဲ့ခါကျတော့လေအသက်တွေပါသွားကြတော့အဲကိုရှေ့မှာမြင်နေတွေ့နေတာတည်းအများကြီးရှိတယ်တချို့ဟိုအတန်နေချားနေရတယ်ရှိတယ်အလုံးလုံးကျူးကျူးဖြစ်သွားတယ်လည်းရှိတယ်ကိုနဲ့လလန်းမမီတာလည်းရှိတယ်ကိုဝင်ပြီးတော့ပြောပြီးတော့ထိန်းနိုင်ထိန်းနိုင်သွားတာတည်းရတော့ လည်းရှိတယ်ဒါပေမဲ့ဟိုနောက်ကျသွားရလည်းရှိပါတယ်ကျွန်တော်ပြောချင်တာကဒီ2000အခုကျွန်တော်တို့ဒီ2010နောက်ပိုင်းကတော့ကျွန်တော်တို့ကျွန်တော်မြင်ရသလောက်ကတော့ဖြစ်လာတဲ့အမှုပြန်ရှင်တွေကတော်တော်ကွာသွားပြီဗျသူတို့တွေကကျွန်တော်တို့လိုမျိုးဟိုဟိုပါဘောဟိုယူမမိုက်လို့တွေမလုပ်ကြတော့ဘူးဗျသူတို့အခုနောက်ပိုင်းကလေးတွေကဟိုနေထိုင်တဲ့ lifestyle ပုံစံလည်းပြောင်းလာတယ်သူတို့ သူတို့မှာကဟိုဂိမ်းဆွတ်တဲ့စနစ်တွေပါလာတယ်။တခြားတွေပါလာပြီးတော့ဒီတောက်စားမှုရတဲ့ကိစ္စလည်းတော်တော်နဲလာတာတွေ့မျိုးတော့တွေ့ရပါတယ်။အဲ့ဒါလည်းဝါသာဖို့ကောင်းပါလား။ကျွန်တော်တို့ကတော့ကပ်လို့သိမလို့ဗျာ။ကျွန်တော်ကကျွန်တော်အဖွဲ့နဲ့ကျွန်တော်တီးနေနေတာ။လူတယောက်လည်းကျွန်တော်တို့လူလည်းလက်မခံဘူး။ပြီးတော့လောကထဲကလူတစ်စင်းတယောက်ဝင်လာရင်လည်းဝင်လာတဲ့သူကျွန်တော်တို့သိတယ်။အဲ့အဲ့လိုနဲ့ပေါင်းသွားပြီဆိုလို့ရှိရင်ပေါင်းတဲ့သူဘာဖြစ်မလဲဆိုတာကျွန်တော်မြင်ရတယ်ဗျအဲ့လိုအဲ့လိုမျိုးတွေရှိပါတယ် ကျွန်တော်ဘုရားမှာကျွန်တော်ဒီနေ့ကျွန်တော်ရုပ်ရှင်ရိုက်နေတဲ့အချိန်မှာအမေကြီးရုပ်ရှင်ရိုက်နေတဲ့အချိန်မှာရုပ်ရှင်တိဟုဆောင်တယောက်ကရှုတေုံသူနောက်ကြရှုတေသူနောက်ကြတော့ဒီရုပ်ရှင်တိဟုဆောင်တခြင်းတော့လည်းနာမည်ကြီးခဲ့တဲ့မင်းသားတယောက်ပဲရှုတေသူနောက်ကြတော့ရှုတေမန်နေဂျာအဲ့မှာရှုတေမှာအလုံးလုံးတဲ့ခေါင်းလေးတယောက်ကသူ့ကိုပြောတဲ့စကားလေးက ော်တော်လေးကိုရင်းရင်တည်ရှိရှိတော့ကျွန်တော်အဲ့ဒါကိုကြည့်တော့အခုတောင်ငါနာမည်ကြီးနေတာငါတစ်ချိန်ချိန်မှာသူ့နေရာရငါဒီလိုပဲပြောခံရမလားဆိုတာဖြစ်လာလာဒါခုနညီမပြောတယ်လောကဓာတ်ရဲ့သဘောလေးအဲ့မှာကိုယ့်ကိုစဉ်းစားလာဒီတရားဆောင်ဝင်တော့ပြောမလားအဲ့ချိန်မှာလဲမရှိလဲဆိုတော့ကျွန်တော်ကတက်တဲ့စတဲ့ကျွန်တော်ကမဂ္ဂဇင်းတစ်ခုဖတ်တော့မဂ္ဂဇင်းထဲမှာရှောက်ကွန်ရီယာမင်းသားရှောက်ကွန်ရီယာ ဂျင်းစ်ဘွန်ကနေနာမည်အရင်ကြည့်တဲ့ချိန်မှာသူ့ဂျင်းစ်ဘွန်လာငါတော့ကထက်ရိုက်မယ်ဆိုငါတော့သူကသူ့ဘဝသူစဉ်းစားတယ်ငါဂျင်းစ်ဘွန်တက်တာတော့အသေးမခံနိုင်ဘူးတဲ့ငါဘောမှာငါလုချင်တယ်ငါလုမယ်ဆိုပြီးတော့သူကဂျင်းစ်ဘွန်ကောက်ဒါတော့နာမည်ကျဂျင်းစ်ဘွန်ကသူကညင်းလိုက်ဘလို့ညင်းလဲဆိုတော့သူကငါမီးရပြောတယ်တဲ့ပူပူနဲ့ဂျင်းစ်ဘွန်နဲ့မလိုက်တော့ဘူးပြောတယ်ဆိုပြီးညင်းလိုက်တော့အဲ့မှာကျွန်တော်မှအတွေးတွေအများကြီးတွေ့တာလူမှုဘဝသေဥဆောင်နဲ့ပြီးမလားအဲ့မှာကျွန်တော်လူမှုခီးသွန်းနေတဲ့ရဲ့ကိုဖြစ်လာခဲ့ကြပြာရေးဖို့တွေဖြစ်လာခဲ့ စာရေးမှုတွေဖြစ်လာခဲ့တယ်။ငါနာမည်ရှိတဲ့အချိန်မှာငါဓာတ်တွေလုတ်တင်နေဆိုတာဖြစ်လာခဲ့ပြီးတော့တကယ့်ကို2004 2005မှာကျွန်တော်မှရုပ်ရှင်ကားတွေဗီဒီယိုကားတွေရိတ်လို့မကုန်အောင်တန်းစီနေတဲ့ကြားထဲဓာတ်တွေအကုန်လုံးဖြတ်ပြီးတော့ကျွန်တော်ချင်းအောင်ခီးထွက်သွားတယ်။ကျွန်တော်မျိုးသမီးကကျွန်တော်ညဘက်မှာမေးတယ်။တကယ်ဆုံးဖြတ်ပြီးပြီလားတဲ့။ဓာတ်တွေမလုတော့ဘူးဆိုတာ။လုတော့တော့မဟုတ်ဘူးလို့လုံးတဲ့တော့ရှော့ပြီးဒါဒါပေမဲ့ငါယုံကြည်တဲ့ဒီဘာတော့လုတ်ချင်တယ်ဆိုပြီးကျွန်တော်ထွက်သွားခဲ့တယ်။ ကျွန်တော်ချင်းအောင်မှာကျွန်တော်တလှကြတယ်ပြီးတော့ဇက်ကားကိုကျွန်တော် edit လုပ်တာတလှကြတယ်ပြီးတော့နောက်ဘိတ်ခီးတဲ့ကျွန်တော်ဆက်ရိုက်အဲ့ဒါလည်းအချိန်သုံးတာတော့ပေးရအဲ့ပြီးရနောက်မှာတော့ကျွန်တော်ရုပ်ရှင်ရိုက်တဲ့ဟာကျဲသွားတယ်ကျဲသွားတယ်အဲ့မှာကျွန်တော်တခြားလူတွေလုပ်ဖို့ဖြစ်လာတယ်အဲ့အဲ့အခုတော့ရုပ်ရှင်ရုပ်တဲ့လူတွေဖြစ်လာတယ်အဲ့အခုကတော့အရန်ကိုလွယ်ကူသွားတဲ့အတွက်ကျွန်တော်အခုဒီ အခုဒီလာမယ့်နှစ်တွေမှာဒီ traveling program တွေလုပ်ဖို့ရှိတယ်ပြီးတော့နောက်ပြီး program center တခုပေါ့လေ program center တခုလုပ်မယ်လုပ်ပြီးလို့ရှိရင်လည်းဟောလို့ကျွန်တော်လည်းအခုဒီနေ့လည်းအခုဒါတက်တဲ့ဆက်ဒီသင်တန်းမှာကျွန်တော်ပြောတဲ့စကားတခုရှိတယ်ကလေးတွေကျွန်တော်မှာကျွန်တော်သူတို့ကဘာပြောလဲဆိုကျွန်တော်ပန်းမြေလေဥယျာဉ်မှုကျွန်တော်သူတို့ကြည့်ခိုင်းတယ်။ဘာဖြစ်လို့ပန်းမြေပန်းမြေလေဥယျာဉ်မှုကြည့်ခိုင်းလဲကျွန်တော်တို့ကဒါကကျွန်တော်မြန်မာရုပ်ရှင်ရဲ့ tradition ပြ။ကျွန်တော် culture ပြကျွန်တော်တို့ကိုရီးယားကသူနန်ဝင်ခန်းနေရိုက်တယ်ဆိုတာဒါကသူ့ရဲ့ ထွေးရခြင်းသူကားချောက်ပြနေကျွန်တော်ပန်းမလေးဥယျာဉ်မှုဆိုတာဒါကကျွန်တော်တို့အရန်ကိုမြန်မာဆန်နဲ့တကယ်အညာဒေသရဲ့ဒလိစီရိုက်ပြကျွန်တော်ဒါတွေပြပြီးတော့သူတို့ကိုလည်းကျွန်တော်ကဒီ tradition နဲ့ကားချားတွေမပြောက်အောင်ကျွန်တော်သူတို့ကိုလည်းကလေးတွေပြောပြသူတို့ကတော့ကြိုက်တာပေါ့လေကိုရီးယားတို့ဘာလို့ညာကြိုက်တာသို့တော်လည်းကိုလုံးအမဲလောက်ကကို tradition ကိုကားချားတွေမမေ့ဘူးတပန်းမြန်လေးဥယျာဉ်မှုပြောတော့ဒါမှမဟုတ်ကျွန်တော်ကလူမှုခေတ်တန်းတဲ့ချင်းတွေရဲ့ဒလိထူထမ်းစင်တာလေးမမေ့ဘူးဟာလာဘိတ်က ်ရှိတဲ့စလုံးတွေရင်ကျင်းမှုတွေမျိုးပဲအမှန်တော့တိုင်းသက်တွေကုန်လို့ရိုက်ချင်တာကျွန်တော်အဆက်ပြတ်သွားတယ်ဒါပေမဲ့အခုပြန်လုပ်မှာပါစင်တာတစ်ခုလုပ်မယ်ပြီးလို့ရှိရင်ဒီလိုပရိုဂရမ်တွေပြန်လုပ်မှာဟုတ်ကဲ့ပါအခုလိုမျိုးဖြည့်ချပေးလာခဲ့တဲ့ဝိုင်းရင်သရုပ်ဆောင်မင်းသားကြီးဥလွင်မှုကိုဒါဘလို့များမြင်ကြသလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.